လူတိုင်းလူတိုင်းဟာသူ့တံပိုးနဲ့သူရှိပါတယ်အဲ့ဒါကိုယုံကြပါအဲ့တော့ယုံကြပါကျမခဏခဏပြောတယ်ဟိုကျမတို့ပြည်သူပြည်သားတွေဟာတယောက်နဲ့တယောက်မနာလိုတာတယောက်နဲ့တယောက်စောင်းမောင်းစောင်းမြောင်းကြတာတိုက်ခိုက်ကြတာဟာအခြေခံအဖြစ်တော့ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိလို့ပဲလို့ကိုယ့်တံပိုးကိုကိုယ်ယုံကြည်လို့ရှိရင်ဘယ်သူမှမနာလိုစရာအကြောင်းမရှိပါဘူးအဲ့တော့ကိုယ့်တံပိုးကိုကိုယ်ယုံကြည်နိုင်အောင်လို့နေသွားကြပါ ကိုတန်ဘိုးကိုကိုယုံကြည်နိုင်အောင်လို့နေသွားကြပြီဆိုလို့ရှင်အချင်းချင်းတကယ့်ကိုညီညွတ်မှုရပါလိမ့်မယ်လို့ကျွန်မပြောချင်ပါတယ်လောကကြီးမှာလေတန်ဘိုးရှိတဲ့ကိစ္စကိုဘယ်တော့မှလွယ်လွယ်နဲ့မရဘူးဒါပေမဲ့ကိုကိုကိုလည်းယုံကြည်မှုရှိရမယ်တချို့ကနေဆိုလို့ရှင်စိတ်လျှော့တာတိတ်မြန်တာပဲငါမလုံနိုင်ပါဘူးဒီဟာကြီးကလည်းခက်လိုက်တာဆိုတော့အဲ့ဒါကိုစိတ်မလျှော့အောင်ကျွန်မ ခဏခဏပေါ့နော်ဆရာတော်ဖရာကြီးတပားရဲ့ဩဘာဒကိုကျွန်မဖြတ်အမျှဝေလေးရှိပါတယ်ဝရိယဆိုတာလေးစင်ရှိတယ်တဲ့ပထမအစင်ကအလုတ်တစ်ခုကိုလုတ်မယ်ဆိုပြီးဆုံးဖြတ်တာဒါအနေဆုံးအစင်ဝရိယဒုတိယအစင်ကဆုံးဖြတ်ချက်အတိုင်းဒီအလုတ်ကိုစလုတ်တာဒါဒုတိယအစင်တတိယအစင်ကတော့ခက်ခဲပြီမဲ့လဲဆက်ပြီးတော့လုတ်တာသရုပ်ရအစင်ကတော့ရှုံးနှိမ်မှုနဲ့ရင်ဆိုင်ရင်တောင်မှလက်မမြောက်ဖ ೇನೆ နောက်တစ်ခါထပ်ပြီးတော့ကြိုးစားတာတဲ့အဲ့ဒါဝရိယပါပဲ ကျမခဏခဏပြောပါတယ်ချမ်းသာတဲ့မိသားစုတစ်ခုနဲ့ဆင်းရဲတဲ့မိသားစုတစ်ခုဟာမတူပါဘူးချမ်းသာတဲ့မိသားစုကတဲ့ကလေးတွေဆိုလို့ရှိရင်အိမ်ပြန်လာလို့ရှိရင်ခုခတ်ပြီးသားသမီးကိုထိုင်စားလို့ရပါတယ်ဆင်းရဲတဲ့မိသားစုရှင်မိသားကိုဝိုင်းဝန်းပြီးတော့ကူညီရပါတယ်ကျမတို့ကလည်းဒီအတိုင်းပါပဲကျမတို့ရဲ့နိုင်ငံတိုးတက်စေခြင်းကိုယ်တိုင်းဝိုင်းဝန်းပြီးတော့ကူညီမှဖြစ်မှာပါအဲ့လိုကူညီနိုင်တဲ့အခွင့်အရေးရတာကိုဂုံယူစေချင်ပါတယ်ဝန်တာစေချင်ပါတယ် ငါတို့ဟာပင်ပင်ပန်းပန်းလိုရလေခြင်းဆိုရစိတ်ဓာတ်မထားစေချင်ပါဘူးငါတို့ဟာတကယ်ကိုငါတို့နိုင်ငံအတွက်လှုပ်ပေးနိုင်တဲ့အချိန်ခါမှာမွေးဖွားလာလို့ငါတို့နိုင်ငံတိုးတက်ရေးအတွက်ရုန်းကန်နေတဲ့အချိန်မှာငါတို့ဟာလှုပ်ပိုင်ခွင့်ရှိလို့ငါတို့အထုအခွင့်ရရတဲ့နိုင်ငံသူနိုင်ငံသားတွေပဲလို့ဒီလိုပဲစိတ်ထဲမှာထားစေချင်ပါတယ်ကျမအနေနဲ့လည်းကျမတို့ကျမတို့နိုင်ငံအတွက်ရုန်းကန်ရတာအပင်ပန်းခံရတာဂုဏ်ယူစရာလို့ပဲကျမတို့သတ်မှတ်ပါတယ် ကိုယ့်ရဲ့ဆုံးဖြတ်ချက်အရာကိုယ့်ရဲ့ဆန္ဒအရာကိုယ့်နိုင်ငံကိုဟိုတိုးတက်အောင်လုပ်ဖို့အတွက်၊ကူညီဖို့အတွက်၊ထောက်ပံ့ဖို့အတွက်အပြင်းမခံနေဆိုတာဟာအင်မတားမှကျေနပ်ဆရာကောင်းတဲ့အလုပ်ပါ။ဒါကြောင့်ကျမတို့ပြည်သူတွေအားလုံးပါစေချင်ပါတယ်။ပင်တပင်စိုက်တယ်ဆိုရင်တောင်မှအချိန်ယူရတယ်။တစ်ပင်ဟာကြီးသလောက်ကိုပို့ပြီးတော့အချိန်ယူရတယ်။ခဏ ြာမဲ့အပင်လေးတစ်ခုကတော့တခဏနဲ့ကြီးထွားပေမဲ့တကယ်ကြီးထွားပြီးတော့အများကို အရိပ်အာဝါသအသီးအပွင့်နေနဲ့အကျိုးပြုဖို့အပင်ကြီးပြုစုပြောထောင်မှုဆိုတာအင်တာမအချိန်ယူရပါတယ်။ဒါပေမဲ့အချိန်ယူရဲဆိုတာဒီတိုင်းပြစ်ထားလို့လည်းမရဘူးရေလောင်းပေးရမယ်လိုအပ်လို့ရှိရင်ဘေးကမြေကြီးဆွာပေးရမယ်ဘေးကနေပြီးတော့ဟို စိတ်ကလေးတွေလာပြီးတော့မစားအောင်တို့ခါကာသင်ကာပေးရမယ်အမျိုးမျိုးပေါ့နော်ကာခွေးရမယ်စောင်းလျှောက်ရမယ်အပေးရမယ်အဲ့ဒီလိုပဲကျမတို့ရဲ့နိုင်ငံတိုးထက်ဖို့ဆိုရင်အားလုံးကဝိုင်းပြီးတော့ရေလောင်းတတ်တဲ့လူကရေလောင်းရမယ်ခြံကာပေးဖို့နားလဲတဲ့လူကခြံလေးကာပေးရမယ်မြေဆွားတတ်တဲ့လူကမြေဆွားပေးရမယ်အားလုံးဟာကိုယ့်အလုပ်ကိုယ့်တာဝန်တွေကိုကိုယ့်အလှည့်နဲ့ကိုယ်အားလုံးလုပ်သွားဖို့လိုပါတယ်အဲ့ဒီဟာကိုဝိုင်းပြီးတော့လုပ်ပေးကြပါလို့ကျမမြစ်တာရခံကြပါတယ် အဲကျမဒီကိစ္စကိုပြောပို့ရတယ်အမုန်းတရားဆိုတာအကြောက်တရားကနေပေါက်ဖွာလာတာလို့မဖြစ်လို့လဲဆိုတိတ်တိတ်ချာစဉ်းစားကြည့်ပါကိုမုန်းတဲ့အရာတစ်ခုပဲဖြစ်ဖြစ်သူကိုမုန်းတဲ့ပုံကိုတစ်ခုပဲဖြစ်ဖြစ်နဲ့ပတ်သက်လို့ကို့မှာစိုးရင်ချက်ကလေးတွေမရှိဘူးလားကြောက်စိတ်ကလေးတွေမရှိဘူးလားလူတယောက်ကိုမုန်းတယ်ဆိုလို့ရှိရင်အဲ့ဒီမုန်းခြင်းရဲ့အခြေခံဟာအဲ့ဒီလူဟာကိုယ့်ကိုဘယ်လိုထိခိုက်သွားစေမလဲဆိုတဲ့စိတ်မပါဘူးလားဆိုတော့တိတ်တိတ်ချာစဉ်းစားကြည့်ပါဒီမှာအမြင်မှာတော့ မဖြစ်နိုင်ဘူးအမုန်းတရားမရှိပဲအကြောက်တရားမရှိပဲနဲ့အမုန်းတရားဆိုတာမပေါ်နိုင်ဘူးအဲ့ဒီတော့အမြစ်ကိုကင်တွေရမှာပေါ့အဲ့တော့အကြောက်တရားပျောက်ကွယ်သွားအောင်လို့လုပ်ရမယ်အကြောက်တရားပျောက်ကွယ်သွားအောင်လုပ်တယ်ဆိုတာနှမျိုးအကြမ်းပြင်းပေါ့နော်နှမျိုးတော့ကျွန်မမြင်ပါတယ်တခုကတော့ကိုယ့်ရဲ့ကြောက်စိတ်ကိုကိုယ်ရင်ဆိုင်ရမယ်ဒီငါဘာကိုကြောက်နေတာလဲဘာကိုစိုးရိမ်နေတာလဲရင်ဆိုင်ပြီးတော့အဲ့လိုဖြေရှင်းရမယ်နောက်တစ်ဖက်ကတော့စိတ်ဓာတ်ခိုင်မာရေးလိကျင့်မှုဒါဘာသာအရာ တရားအရာပဲဖြစ်ဖြစ်တခြားညီတွေနဲ့ပဲဖြစ်ဖြစ်အဲ့ဒါကိုယ့်ဖော်ကိုစူးစမ်းသွားမယ်နောက်ဆုံးကြတော့အမုန်းတရားတို့အကြောက်တရားတို့ကြော်လွှားဖို့ဆိုတာကိုယ်တိုင်လုပ်ယူရမှာကျွန်တော်ပြီးကြတယ်ဒီမိုကရေစီဘယ်တော့ရမလဲတဲ့အဲ့တော့ကျမအမြဲပဲပြောတယ်ဒီမိုကရေစီဘယ်တော့ရမလဲဆိုတာသိကျင်နေကိုယ်တိုင်ဒီမိုကရေစီအတွက်ဘာလုပ်ပေးနေလဲဆိုတော့ပြန်မေးလိုက် ကိုလုတ်နေတဲ့အတိုင်းတာအထိပဲမြန်မြန်ရမယ်လို့ကျွန်မအမြဲဖြေခဲ့တယ်။မြန်မာနိုင်ငံဟာဘယ်တော့ဘလောက်မြန်မြန်ဖွံ့ဖြိုးတိုးတက်မလဲဆိုရင်လည်းကျွန်မဒီအတိုင်းပဲဖြေမယ်။ကိုကိုကိုပြန်မေးလိုက်။ငါနိုင်ငံတိုးတက်ရေးအတွက်ငါဘလောက်ရှိလုတ်နေလဲဆိုတာမေးပါ။အဲ့ဒီဘဝမေးပြီးတော့မှအဖြေရှာပါ။တခြားလူတွေဘာလုတ်နေလဲလို့ကြည့်မဲ့စာကိုဘာလုတ်နေလဲဆိုတာကိုပထမဦးဆုံးကိုပြန်ကြည့်ဖို့လိုပါတယ်လို့ကျွန်မသတိပေးပြစီ။ကျမတို့ပြည်သူပြည်သားများရဲ့ အင်အားဟာတယောက်ချင်းတယောက်ချင်းအလိုက်ကိုအရေးကြီးပါတယ်လို့ကျွန်မပြောချင်ပါတယ်ဒါကြောင့်မလို့ကိုကိုကိုရှော့မတွေ့ပါနဲ့ကိုရဲ့အင်အားဟာကိုနိုင်ငံရဲ့အင်အားလို့အဲ့လိုပဲတွေ့ပါကိုနိုင်ငံရဲ့အင်အားမလို့လေကိုရဲ့အင်အားကိုတံပိုးထားပါကိုရဲ့အင်အားကိုပြုစုပြောထောင်ပါကိုကိုကိုမှန်ကန်တဲ့အရေးချင်းတွေနဲ့ပြည့်ဝအောင်လို့လုပ်ပါကိုတယောက်ရဲ့အတွက်မဟုတ်ဘူးကိုမိသားစုအတွက်မဟုတ်ဘူးကိုနိုင်ငံအတွက် လုတ်တယ်ဆိုစိတ်ဓာတ်နဲ့လုတ်ဆင်ခြင်းပါလေအိုဗုဒ္ဓတရားတော်ထဲမှာတိတ်ပြီးတော့ကျွန်မသဘောကျတယ်ဟိုပိုက်ကလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့သူတော်ကောင်းနေဆိုတာဟာတဲ့ကိုယ်ကျေးဇူးတရားကိုမချက်ကားဘူးတဲ့သူများကျေးဇူးတရားကိုပဲချက်ကားတယ်ပေါ့နော်အဲ့တော့ မြန်မာနိုင်ငံကိုကဲတင်မယ်ဆိုတာနည်းနည်းကိုယေရှုတရားကိုမချက်ကားလွင်ဘူးလားလို့ကျမမင်းချင်ပါတယ်။ကျမကျမကိုတိုင်လဲမြန်မာနိုင်ငံကိုကဲတင်မှန်နိုင်မယ်ကဲတင်ရှင်ကြီးလို့ဘယ်တုန်းကမှစိတ်ထဲမှာမထားခဲ့ပါဘူး။ကျမတတ်နိုင်သလောက်ယုံကံပြီးတော့ကျမတို့လိုလိုလားတဲ့နိုင်ငံတစ်ခုဖြစ်အောင် လုတ်သွားမယ်ဆိုတဲ့စိတ်ပဲထားပါတယ်။အဲ့ဒီတော့မြန်မာနိုင်ငံကိုကယ်တင်ဖို့ဆိုပြီးတော့မပြောင်းခဲ့ပါနဲ့။မြန်မာနိုင်ငံမှာဝိုင်းပြီးတော့ပြည်သူပြည်သားတွေနဲ့ယုံကမယ်ဆိုတဲ့စိတ်နဲ့ပဲပြောင်းခဲ့ပါလို့ကျွန်မပြောပြရစီ။တခုခုလိုချင်လို့ပေးတာဟာအဂတိပဲ။နော်ကိုကနေပြီးတော့ဘာမှမလိုချင်မင်းနဲ့တက်တက်အလှူဒါနအလှူဒါနဘာမှပြန်မလိုချင်မင်းနဲ့ တခုလိုချင်တော့ပေးပြီးတော့ဟိုဘက်ကလည်းတခုခုပြန်ပေးတယ်ဆိုရင်ဒါအဂတိပဲဘလောက်ပဲမြဲပြုံးပြုံးပြီးပေးပေးတာဘာမှမထူဘူးအဲ့ဒါကြောင့်မလို့ဒီဟာတွေဟာပေးတဲ့လူတွေကလည်းဆင်ကျင်မှာအစိုးရပဲအာလုံးလုပ်ပါဆိုရဲစိတ်နဲ့မလုပ်နဲ့အဲ့ဒါဟာဒီမိုကရေစီကိုပေါင်ဖို့ရမရောက်ဘူးဒါအာဏာရှင်ကိုပေါင်ဖို့ရရောက်တယ်အာဏာရှင်စနစ်ဆိုတာအစိုးရအာလုံးလုပ်တယ်အာလုံးဆုံးဖြတ်တယ်အစိုးရအကောင်ပေါ်မှာအာလုံးအပြစ်ကြတယ် ဒီမိုကရေစီဆိုတာကြတော့အပြစ်တရားတော့အလုံးစုအကောင်းပေါ်မှာကြတယ်သို့တော်လည်းအစိုးရအလုံးကိုလွတ်ပိုင်ခွင့်မရှိဘူးအစိုးရကလည်းဥပဒေရဲ့ကန့်သတ်ချက်အောင်မှာလုပ်ရတယ်ကျမတို့သမိုင်းတလျှောက်မှာဆိုလို့ရှိရင်ကျမတို့နိုင်ငံအတွက်ဂုံယူစရာကိစ္စတွေရှိတယ်အဲတိတ်ကဂုံဂုံယူလို့မဖြစ်တဲ့ကိစ္စတွေရှိတယ်အမျိုးမျိုးပေါ့ဒါပေမဲ့လည်း ကျမတို့အင်အားဖြစ်ပေးနိုင်တဲ့သမိုင်းကြောင်းလည်းရှိခဲ့ပါတယ်။အဲ့ဒီအင်အားဖြစ်ပေးနိုင်တဲ့သမိုင်းကြောင်းကဘာလဲဆိုတော့ကျမတို့နိုင်ငံအတွင်းမှာပြည်သူပြည်သားတွေကညင်ညင်ညွတ်ညွတ်နဲ့လုတ်တဲ့အခါကြားလို့ရှိရင်ဘယ်တုန်းကမှမအောင်မြင်ခဲ့တဲ့ကိစ္စဆိုတာမရှိခဲ့ပါဘူး။လွတ်လပ်ရေးရဖို့ကြိုးစားခြင်းအစဉ်အခါကတုန်းကလည်းကျမတို့တိုင်းသားညီကိုမောင်နှမများအားလုံးစုပေါင်းပြီးတော့တညီတညွတ်ထဲလွတ်လပ်ရေးအတွက်ကြိုးစားခဲ့လို့ ကျမတို့ရခဲ့တာပါ။တမိုင်းတစ်လျှောက်မှာကျမတို့တကယ်ပဲတူတူလက်တွဲပြီးတော့ညီညီညွတ်ညွတ်နဲ့လုပ်တယ်ဆိုလို့ရှိရင်အောင်မြင်မှုကဒါကျမတို့တွေ့ခဲ့ရပါတယ်။ဒါကြောင့်အခုလဲပို့ပြီးတော့ညီညွတ်ဖို့လိုတဲ့အချိန်ဆိုတာကိုသတိပြုစေချင်ပါတယ်။ဒီတော့ကျမတို့ဟာနိုင်ငံအတွက်ဒီဇိုင်းမမအားလုံးစုစုစည်းစည်းနဲ့ရှိမယ်ဆိုလို့ရှိလို့ရှိရင်ကျမတို့နိုင်ငံဟာတစ်ချိန်တစ်ခါတုန်းကလို့ အရှိတောင်အာရှမှာရှမ်းရှမ်းတောက်ထိတ်တန်းကပြေးနေတဲ့နိုင်ငံဖြစ်မယ်ဆိုတော့ကျွန်မအာမခံနေပါတယ်